စီရေးပဋိပခါကြမှာရခိုင်ပြည်ထဲနေရစန့်ခေါ်သူတင်းနေရှိရှိပြီးတော့စာဝဲနေရလုံချုံရစတဲ့စင်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်စစ်ပီးဆောင်အမျိုးစုဟာ ကျွံရကြပန်းအလုံးနဲ့ထမဲနှဲမှန်ဖို့ရဲစူးစမ်းနေကြရပြီးတချို့ကတော့တောင်းရင်စတာရတဲ့အခြေအနေအထိရောက်သွားခဲ့ပါတယ်အဲ့ဒီထက်မှအသက်30အရွယ် ဒေါ်တန်းထစ်တယောက်လည်းအပါဝင် ဖြစ်ပါတယ်အခုကရုံဆော့ဖို့စားလေအရုံလေးမင်းရကအလှခံလို့ဆော့တယ်အလှခံလေးတော့နှဲဆာမလားတနှဲဆာရတာတယ်ဒီပေမုတ်တထမေတထတုတ်ဆော့စာကိုတပူးထီလူထီလေးဘူးလေးထီလူထီလေးဖဲလေးဖဲတဲ့အရှေကောကောလေတုတ်ဆော့စာဘယ်လူကြီးဆိုတာရှိုတီအင်ဒီကဆိုဟာဝဲလေးတီပေသူမဟာပုန်နေချမ်းမျိုးစံပြရက်ွက်ကဖြစ်ပြီးတော့အရင်တုန်းကဆိုရင်မွန်းဒီ ထမင်းကျော်ဆိုင်ဖွင့်ပြီးအတန်မွေးခဲ့သူတယောက်ဖြစ်ပါတယ်။လက်ရှိမှာတော့ပုံနေချမ်းမြို့နယ်ပန်းနီလာစစ်ဘေးရှောင်စခန်းမှာနေထိုင်နေပါတယ်။စစ်ဘေးရှောင်စင်ကပါလာတဲ့ငွေကြေးအရှို့ကိုအရင်နှင်းပြုတ်ပြီးမွန်ဟင်ခါမွန်ဒီနဲ့ထမင်းကျော်ဆိုင်လေးဖွင့်ကရှာဖွေဆက်တော့ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းစစ်ဘေးရှောင်နေရင်သူမရဲ့အမျိုးသားဟာတခြားအမျိုးသမီးတယောက်နဲ့အင်ထောင်ကြတော့ခဲ့ပြီးတော့သူမမှာသတ်သမီးသူရနဲ့အတူကြံရဲခဲ့ပါတယ်။